။ပါတင်နီးပြတော်မတ်ဖရန်ကအတင်းအားရှုံးပွဲတွေဆက်ပြီးရလက်မကောင်းဖြစ်နေပေမဲ့သူဟာအတင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကိုရရှိမယ်ဆိုတာအလွန်ယုံကြည်မှုရှိတယ်လို့ပြောခဲ့ပါတယ်။တော်မတ်ဖရန်ကကျွန်တော်အလွန်ယုံကြည်မှုရှိပါတယ်။သူတို့ကလူကောင်းတွေ၊ညာရင်ထက်တဲ့သူတွေ၊စီးပွားရေးလုပ်ငန်းတွေကိုဘယ်လိုလဲပဲရမလဲဆိုတာသိပြီးဘောလုံးအကြောင်းကိုလည်းလေ့လာနေကြပါဗျ သူတို့လိုလူတွေနဲ့ဆက်ဆံတဲ့အချိန်မှာအောင်မြင်တဲ့ကက်လက်တိုင်းကအချိန်ယူခဲ့ရတာကိုသူတို့မြင်နိုင်တယ်လို့ကျွန်တော်ထင်ကြောင်းပိုင်ရှင်တွေကသူ့ကိုအချိန်ပေးမယ်ဆိုတာယုံကြည်မှုရှိလားဆိုတဲ့သတင်းတောက်တွေရဲ့မေးမြန်းမှုကိုဖြေခဲ့တာပါပြီးခဲ့တဲ့ဂျွန်လမှာဘရန်ဖို့အသင်းကနေရောက်လာခဲ့တဲ့တော်မတ်ဖရက်ဟာသွားသင်းကိုပရီးမီးယားလိအင်္ဂွေပွဲစဉ်တွေမှာတပွဲတာအနိုင်ရရှိအောင်ကိုက်တွယ်ထားနိုင်ပါတယ်သွားသင်းဟာဒီယာဒီပရီးမီးယားလိ73ပွဲကစားပြီးမှရာမတ်78မှတ်နဲ့အဆင့်ဆက်နေနေရာရပ်တည်နေတာကြောင့်ဒီပြတော်မတ်ဖရက်ဟာအသင်းပရိသတ်အချို့ရဲ့ဝေဖန်မှုကိုခံနေရတာဖြစ်ပါတယ် ပါတင်နီးပြတော်မတ်ဖရက်ဟာဖူအန်သေးကိုရေးနှိခဲ့တဲ့ပွဲမှာဝန်သမားဗီဂါရီယိုကိုလောင်မြောင်ခဲ့တဲ့သူတွေဟာပါတင်ပြိသက်တွေအစစ်မှန်ဖြစ်နိုင်ပေဒီလောက်ရကိုလက်ခံနိုင်စရာမရှိဘူးလို့ဒီပွဲပြီးမှပြောခဲ့တာပါ။ဒီကစရာတင်းတဲ့ပွဲမတိုင်မီပြုလုပ်ခဲ့တဲ့မီဒီယာတွေ့ဆုံမှုမှာတော့ဒိမဲ့လူမျိုးနီးပြကပြိသက်တွေရဲ့စိတ်ပြတ်မှုကိုသူနားလဲပြီးဘယ်အသင်းမှာပြိသက်တွေမရှိရင်ဘာမှမဟုတ်တဲ့အတွက်တူးကိုတူးလိုအပ်တယ်လို့ပြောခဲ့ပါတယ်။ပါတင်ဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ၄ပွဲစလုံးနိုင်ဝဲပျောက်ဆုံးခဲ့ပြီးတပွဲသေး၃ပွဲရှုံးနေခဲ့တာဖြစ်ပါတယ်။